အားလုံးပဲမင်္ဂလာနေ့လေးဖြစ်ပါစေရှင်ဒီနေ့ဖပြခြင်းနဲ့ဝတ္ထုတို့လေးရတော့1949ခုနှစ်ဒီဇင်ဘာလထောက်ရှမောဝမဂ္ဂဇင်းမှာပါရှိတယ်စာရေးသူမောင်စီသူရေးသားထားတဲ့ခက်ပါနဲ့တက်လေရေဆိုတဲ့မဂ္ဂဇင်းဝတ္ထုတို့ပဲဖြစ်ပါတယ်အားလုံးပဲနားဆင်ခံစားပေးပါဦးရှင်ကျမကတော့စာဖတ်သူမင်းနှင်းဆက်ဖြစ်ပါတယ်ခက်ပါနဲ့တက်လေရေအခန့်တဲ့ ။အိုးမင်းတက်ခက်ပါလားကွာ။ခက်ပါနဲ့တက်လေရဲ့။လှမှုသည်ဤသူခနဲလက်ရော်တင်တာမကတကယ့်ကိုသူ့အားလုံလုံဂယုမဆိုင်တယ်လို့ဖြင့်ပသိမ့်ထီးအသက်ဆက်ဆက်ကလေးကိုတဖြည်းဖြည်းမြည်အောင်ဖွင့်လိုက်ပြီးလျင်ခေါင်းမြစ်ဖက်နဲ့တန်တကောက်ကောက်ပေးကာထွက်သွားရမှဖိုးထွားကြီးဘက်သို့ကြာမူပပနှင့်လက်ရွေပြုံးရင်းကြာထုတ်ပြသွားပေးသေးတော်သည်ဖိုးထွားကြီးသည်သူ့ဇနီးအလှကလေး ထွက်သွားရာဘက်သို့ဒေါသရောင်တန်းလျက်ရှိသောမျက်လုံးကြီးများဖြင့်လှမ်းကြည့်လိုက်လက်ထဲမှတနက်ဖက်စနစ်ကြီးကိုတအားဖွာလိုက်ဖြင့်လုပ်ရင်းတဲခတ်တာပဲတဲခတ်တာပဲဟု သူ့ပါဆက်မှာဤသို့ရရွနေသည်မှာကြီးစရာပင်ကောင်းတော်သည်အဘကြောင့်ဆိုသော သူ့အဖြစ်မှာမြေကြီးကိုဖနောက်နေပေါ့၍အုံခံကမန်းနေသော တိုက်စရာနှင့်ပင် တူနေတော့ကြဖြစ်ပါသည်။ဒါပေမဲ့သူ့မျက်လုံးများမှာပိုးတော့လောင်ကြီးပြားကလေးကိုတော့ကလော့ကနွဲ့ဤနွဲ့နှောင်းကလေးသွားနေတော့လှမိုးဤနောက်ပိုင်းကိုသာလိုက်၍ကြည်နေမိလျက်သားရှိရကတဖြည်းဖြည်းငင်း၍ဝေး၍ဟင်းတယ်လို့ဖိုးထွားကြီးသည်လက်ထဲကမိရဲ့ရဲ့နှင့်စက်လိုက်တို့ကိုတဲပေါ်သို့တအားပေါက်လိုက်လေသည်။နောက်တဲခတ်တာပဲ။ သူစကားတွင်ဒေါသသင်ပါဒနောက်သူမျက်နှာမှာလည်းဒေါသကုံမာရအသွင်ပေါ်လွင်နေလေသည်တကယ်ဆိုတော့လေသူဒေါသထွက်မယ်ဆို ဖလောက်စရာဖြစ်ပါသည်အဘယ်ကြောင့်ဆိုတော့တဲခတ်တာပဲဟုသောသူဤလက်သုံးစကားကိုတော်လန်အခံသွားသည့်အတွက်ဖြစ်ပါသည်သူတပည့်တပန်းထဲကပဲဖြစ်ဖြစ်သူနဲ့ပြိုင်ဆိုင်ရသူပဲဖြစ်ဖြစ်ညီသူမဆိုသူနဲ့စကားများလျင်သူကဤသို့ တဲခတာပဲဟုမဲပပနှင့်ဟိတ်လိုက်ဟောက်လိုက်လေငြိမ့်ကြသွားသည်ကြည်သာဖြစ်ပါသည်ယခုမူသူစနီးတယ်လှမူကသူ့သဘောကိုသိပါလျက်ဤသို့မထင်မဲ့မြင်ပြုရပါမည်လားသူသည်အတော်မကြင်မနဲ့ဖြစ်မိနေသည်ဒါတော့မခက်နဲ့လေစရာဒီပြဆက်ကဒါနောက်ဆုံးပွဲပဲနှုတ်ပြီးစရာကမနဲ့တုံးကတော့လိုက်ပုံပဲပြောပြီးကော်ဖီမောက်နှက်နေရမှလာမောင်က ုစရာအားလှမ်းပြောနိုင်လေသည်ပြည့်စက်တွေကောင်းနိုင်တာမှတ်လို့ကွာဒီညဒီပြည့်စက်မကြည့်ရဘူးဘာဖြစ်နောက်တစ်ဆက်ထုတ်ကြမှာကြည့်ပေါ့ဘာဖြစ်သွားမလဲလဲဒီပြည့်စက်မကြည့်ရလို့လည်းမသေးနိုင်ပါဘူးသူသည်ခေါင်းတရရန်လှုပ်နေုံသာမက လုံကြီးကိုဒုအထက်ရောက်သည့်အထိမတင်လိုက်ပြန်ချလိုက်နှုတ်ပြီးဝဲရသလိုပေါင်ချံကိုကောက်လိုက်နှင့်လုံနေနေသည်လှမှုတော့လား အပြန်ကြမှာအရိုက်ခံထိပါလိမ့်မယ်။ဒါပေမဲ့သူ့အသက်ထဝက်လောက်သာရှိသေးသည့်မရကြော်ကလေးအားရိုက်ဖို့ရမှာတကယ်ဆိုတော့လေတနာစရာ။နှုတ်ပြီးလှမှုသည်ရုတ်ချော၍ချစ်စရာအတော်ကောင်းသူကလေးမဟုတ်ပါလား။မဟုတ်ဘူးစရာ။ဒီပြချက်ကတချင်းတွေအကုန်ညှိတာကြီးပဲ။ဇက်လိုက်တွေ့ရလေရုတ်ရောအဆူရောအတော်မှဲ့တယ်စရာ။ခုနှစ်တန်းချီတချင်းတွေနဲ့ တကယ်စားတယ်ဆရာလှမသည်လှမှုအတွက်ရှာရှည်ပြီး အယူခံဝင်လိုက်လေသည်ဒါပေမဲ့ဖိုးထွားလိုလူမျိုးဤဒေါသသည်တကားပြေအားဖြင့်မငြိမ်နိုင်စွမ်းချီထို့အတွက်သူ့လက်အောက်ငယ်သားတို့ရဲ့အထွတ်တယ်စကားဖြောင်းဖြာစကားနားချစကားတို့ကိုဘယ်တော့မှလက်ခံသူမဟုတ်ရကဟေးလှမစကားမများနဲ့ကွာငါသိရင်ငါသိရင်မင်းတက်ခက်တက်ကောင်းမင်း လှမောက်သည်တက်တုံးမှမလုတော့ချင်းသူသည်ငြိမ်ကြသွားလေသည်နောက်ဆိုင်တဲ့သူလူ၃ယောက်လောက်ဝင်လာသဖြင့်တိုင်ရှိတွင်ထိုင်နေသော အလုတ်သမားတစ်ယောက်ကကဖီသုံးဟုလှမ်းအော်လိုက်မှလှမောက်သည်ကဖီဖြော်နေလေတော့သည် အခန်းနှင့်ညဦးကလေးတွင် ဆိုရှယ်ကဖီလက်ဖက်ရည်ဆိုင်မှရေဒီယိုတန်တလွင်လွင်ဖြင့်လူပေါင်းစုံစီကားလျက်ရှိလေသည်ပန်းရှင်ဖိုးထွားကြီးသည် တခါတရံကောင်တာစီတို့သွား၍ငွေပေးငွေယူလုံလိုက်ရေဒီယိုအတန်မှန်အောင်တွေ့လိုက်ပြောင်းလိုက်နှင့်အလုံများနေလေသည်လောက်သားကလေးတွေမှလည်းပါဇက်မှကဖီသုံးလက်ဖက်ရည်တဲ့စသည်ဖြင့်အော်ရင်းမအားအောင် ဖြစ်နေလေသည်ညတိုင်းလိုလိုဆိုရှယ်ကဖေးသည်လူစီကာတတ်သည်ရန်ကုန်အနောက်ပိုင်းတွင် ဆိုရှယ်ကဖေးဆိုလျင်ကလာသာတိုင်းတည်ကြသည် ထို့ထက်ပင်ဖိုးထွားကြီးလက်ဖက်ရည်ဆိုင်ဟူ၍လဲပိုးရွေ့တောင်မှ လူသိများကြသည်ဖိုးထွားကြီးကိုတိတိလူတိုင်းနှင်သူ့ပါဆက်မှစိတ်တူလာသည့်အခါတိုင်းထွက်လာလေးရှိသောတဲခထာပဲဟူသည့်သက္ကလောင်းတွင်နှင့်အတိတ်ပဲကလေးတွေကိုလည်းသိကြလေသည်နောက်ပြီးတစ်ခုမှ သူသည်အနောက်ပိုင်းတွင်ဩဇာရှိသူတူဦးလဲဖြစ်သေးသည်အနောက်ပိုင်းတွင်ဩဇာရှိခြင်းသည်မိမြခရီးရောက်သည်ကို အနောက်ပိုင်းဒလေတည်သူတွေမှသာနားလည်ပေးလိမ့်မည်။ဩဇာရှိသောသူဤစကားကိုတရားဥပဒေထက်ပင်လေးစားတတ်ကြသည်။ကြံပွဲတွေကို ဖို့ထွားကြည့်ဖြံပြေသည်။မင်္ဂလာကြီးကို သူပဲဖြတ်သည်။ရုပ်ရှင်ရုံတွေကို သူပဲတာဝန်ယူပြီးအုပ်သည်။ဒါရီအတွေ့သူသည်လက်ဖက်ရည်ဆိုင်မထောင်ဘဲနေတောင်မှ ဝင်းဝေးအတော်ဖြောင်သူဖြစ်သည်။တခုအန်ဩစရာမှာဖို့ထွားကြည့်သည် ရာဇဝတ်မှုတစ်ခုမှကျွလွန်အောင်မိုက်မပြဘူးပဲနဲ့အလိုလိုဩဇာရှိလာသူဖြစ်လေသည် သူအလွန်ဆုံးပြသည်မှာတဲခတာပဲဟုသောစကားလေးလုံးပင်ဖြစ်သည်အကယ်၍သာထိုအခါများတွင် သူအားအန်တူကဘာခတာလဲဟုပြန်၍တတ်တည်ပြန်ဝင့်သူပေါ်လာလျင်မူသူမြင်မြတတ်တည်ရှိချောင်းမိုက်ဝင်ချောင်းကိုသိပေလဲမည်ဒါပေမဲ့ယခုထီတော့ထိုကဲ့သို့ပြန်ဝင့်သူ ပေါ်မလာသေးတာကခဏသည်သူရဲ့ထွားကြိုင်းသောကာယဗလကိုပင် နေစာလို့ပင်လို့တော်ရီမဟုတ် သူသည် တကယ်မှင်ကောင်းလို့ပင်လို့ဘာပဲဖြစ်ဖြစ်ဖိုးထွားကြီးကို အနောက်ပိုင်းတွင်နေစာကြရသည်ယခုတက်မတော်အတန်လွင့်ယုံမှညနေပိုင်းနောက်ဆုံးအစီအစဉ်များကိုအတန်လွင့်လို့ပြီးပါပြီရှင်နောက်တစ်နေ့အစီအစဉ်များကိုပြင်ညာပါအောင်မီရေတက်မတော်ဒုတိယအဖွဲ့ဖြင့်ပြေပြော်၍အပေးတွင် အထက်ပါအတန်းပေါ်ထွက်လာရာဖိုးထွားကြည့်သည့်ရုပ်တရက်ခေါင်းထောင်ထားလိုက်ပြီးလင်းဟေ့ငနဲ့ပိတ်လိုက်စမ်းကွာနေပေါင်းစရာမနေ့ပြန်အစီအစဉ်တွေတည်ရတာပေါ့။အိုကွာမင်းတဲခတ်တာပဲ။ကောင်းပါပြီဆရာ။ငနဲ့သည်ရေဒီယိုစီတို့အပြေးလွှားသွားကချက်ကနေပိတ်လိုက်လေသည်။သူကအတော်မကြင်နေသည့်တိုင်အောင်မကြင်နေသည့်အမှုအရာအနှဲငင်းမြမပြရဲချီ။ဖိုးထွားကြည့်သည် ခြေကခွေးချီတလုံးပေါ်သို့ခြေထောက်တစ်ဖက်ပြစ်တင်လိုက်ပြီးလျင်မျက်နှာအောက်တိုးတိုးကြီးနှင့်စိတ်လိုက်ကိုမျက်နှာဘေးဆန်းထားကတအားဖွာနေလေသည်။နောက်နာယီကိုမော့ကြည့်လေသည်။ငနဲ့ရီကိုနာယီဘောတော်ကြော်သွားပြီဟေ။ဘေးတကားတွေပိတ်ထားလိုက်တော့ကွာ။ဟာဆရာပြဆက်တွေတော့မပြီးသေးဘူး။ဆရာပြဆက်အပြီးလူတွေကြလာအောင်မှာပဲ။တဲခက်တဲ့ကောင်မင်းမင်းဘာနားလဲတလဲ။မိုးရွာတော့မင်း မင်းရဲ့ပါရီဟိုဘက်ကမဲလာတာတွေ့ရလားငနဲ့တီပြင်းများကိုတစ်ချက်စီယူကထောင်နေနေသည် တကားမှာတက်တကားဖြစ်သည်အလဲပေါက်တစ်ပေါက်သာသူ့ချန်ထားလေသည် နောက်သူသည် မော့မော့ဖြင့်ထိုင်မီပြူစင်ဟေ့အပြည့်အခုံတွေပါအထက်အတွင်းတော့ဟေ့ငနဲ့တီသူ့အားတစ်ချက်မတိမတားလှည့်ကြည့်လိုက်လေသည် သူ့စရာသည်မယားစိန်များမှုန်နေရော့လေလား ထို့အတွက်ဒေါ်ပွားတိုင်းသူတို့ကိုများ အပြစ်ရှာနေသည်နှင့်သူသည်လှမလာဟိခုံတွင်အထဲသွင်းတော့တဲ့သူသည်ကော်ဖီနဲ့နေသောလှမကို အဖို့ခေါ်လိုက်လေသည်နောက်သူတို့နှစ်ယောက်သည် အပြင်းရခုံများကလက်ထိုင်များတဲဖို့လုံမီအပြုတ်တွင်တိုင်ဖက်သို့လူလင်းငါးယောက်ကဝင်လာသည့်အတွေ့ခိတဆောင်ကြီးနေလေသည်သူတို့သည် တောမှတက်လာသည့်လူတွေနှင့်တူလာသည်ဟေ့ နေကြအောင်ကွာလက်ဖက်ရဲ့ခြောက်ခွက်ဟိနှာမောင်နဲ့ငနဲ့သည်သူတို့အားအန်အောစွာနှင့်မော့ကြည့်လိုက်လေသည်နောက်ဟိုဟိုဒီဒီလင်းလှဲ့ကြည့်သေးသည်ဘယ်နဲ့လူလေးယောက်ကော်ဖီခြောက်ခွက်ဗျာကော်ဖီခြောက်ခွက်နေကွာသူတို့ထဲမှတယောက်ကစိတ်မရှိသလိုပြောလိုက်လေသည်ကော်ဖီလေးဟိငနဲ့ကလှမ်းအောင်လိုက်လေသည်ပိုထွားကြီးကစိုင်းတွင်းမှသူတို့ဘက်သို့လှမ်းကြည့်လေသည် ေကကဖေး6ခွဲရကွာ6ခွဲမင်းနားမပအောင်လားငနဲ့တည်လန့်တလို့လို့ဖြစ်သွားသည်သူ့ဆရာဘက်သို့လည်းအကူအညီတောင်းတလို့ကြည်သေးသည်နောက်မှ ကဖေး6ဟေ6သူသည်တိုင်တဲသို့ပြောပြောဆိုဆိုဝင်သွားလေသည်ပို့ထွားကြီးကတိုင်ဝမှနေပြီးသူတို့အားစောင့်ကြည့်နေနေသည်ဒါရက်လေကွာငနဲ့လူလေးယောက်ထဲတွေ့ရတဲ့အတိုင်းကဖေး6ခွက်တက်စရာ ဂိုက်တွေကလည်းခနိုင်ဂိုက်တွေပဲနှုတ်ပြီးစကားပြောတာလည်းမဆက်ဆက်နဲ့သူသည်ဆရာအားကိုနဲ့ထက်ဆွဆွာပြောလေသည်ဖိုးထွားကြီးသည်ထိုလူတတိုက်အားမျက်မှောင်ကျွ၍ကြည်လေသည်နောက်သူသည်ခက်မဲ့မဲ့ကလေးဖြင့်တရွေးတစ်ချက်ထွေးလိုက်ပြီးလျင်တဲခက်တာပဲသူတို့ကြားလာအောင်ခက်ကြကြပြောပြီးမဲပပခါထောက်လိုက်လေသည်သူတို့သည် သူ့အားရိုင်းသူမော့ကြည့်ကြလေသည်သူတို့ထဲမှာ ခက်ကြီးကြီးလူတစ်ယောက်ကဖိုးထွားကြီးကို ခလေးလေးတစ်ယောက်အားပြုံးပြလိုက်တကယ်သို့ပြုံးပြလေသည်ဖိုးထွားကြီးမှာအတော်အောင့်တသက်ခံလိုက်ရသွားသည်ဒါပေမဲ့သူသည်စိုက်ဖြင်းဖြင်း၍သူတို့ကသူ့ဧည့်သည်တွေမဟုတ်ပါလားဒီလိုပဲသူသဘောပတ်လိုက်သည့်ဟန်မျိုးဖြင့်သူသည်ဆိုင်ထဲသို့ပြန်လှည့်ဝင်သွားလေသည်ဟေ့အကျန်းတို့ဟေ့ခုနကအကြီးဟုထင်ရသူကပင်အော်ပြောနိုင်လေသည် သူမျက်နှာမှာလေးတော့ပုံကြယုံတင်မက ရှုလဲအတော်တင်းနေသည်ထို့ကြောင့်ငနဲ့သည်စိတ်မပါဘဲနှစ်ပင်အကြံတအိုးထပ်ဖြစ်ပေးလိုက်ရတော့သည်မင်းတို့ဆိုင်မှာဂျဲတော့မရှိဘူးလားမရှိဘူးငနဲ့ကဟန်ကိုဖို့ထားကခက်ပြက်ပြက်ဖြေနေသည် မရှိရင်သွားရှာကြည့်ကွာငနဲ့မှာကြောချမ်းတယ်လို့လို့ဖြစ်သွားသည်သူတီလှမောင်အောင်အဖော်ရလို့ရညာလက်ကြည့်နိုင်လေသည် လက်မောက်ကအိတ်ငိုင်လေးလေးသည်ဘေးရခွန်တွင်လက်ဖက်ရည်တောက်နေသူအချို့ကလည်းသူတို့ကိုကောင်းငဲ့ကြည့်ကြသည်ဒီနားမှာမရှိဘူးဗျကြားတဲ့နေရာသွားဝယ်ပေါ့ကွာသူတို့ကိုစောင်းပါရိတ်ချေကြည့်နေနေရရှိသူဖိုးထွားကြည့်သည် ပေါ်လာပြန်သည်ငနဲ့မှာအတော်အားရှိသွားလေသည်ဆရာကျေတော့သွားဝယ်ပေးရမယ်တဲ့ဆရာ ဖိုးထွားကြည့်သည်သူတို့အားတနာတလို့အမှုရာမျိုးဖြင့်သာကြည်လေသည် နောက်ပြုံး၍ ဝဲပေးလိုက်ကွာသူ့အမူအရာမှာအရင်မထားလောက်တော့ကလေးစိုးတူအားအစွမ်းကုန်လိုက်ရောနေသည့်အမူအရာမျိုးဖြစ်နေသည်ဘယ်နဲ့ပကံလဲငနဲ့ကမိသည်ရှစ်ပကံလောက်မှဖြစ်မဟိသူတို့အားလုံးအံ့အားတဲ့သွားပြန်သည်ဖိုးထွားကြီးကအကဲခတ်တယ်လို့အိုင်တေပပနှင့်ကြည်သည်သူတို့သည်သူ့အားဂယုမဆိုင်ပင်စကားတွေဖောင်းနေကြလေသည်သူစရာကဘာမှမပြောသဖြင့် ငနဲ့တီသွားဝင်နေသည်တိုင်မာအနီးကလေးပဲဖြစ်သည်ဝဲခြင်းနှင့်နီး၍မဝဲခြင်းနှင့်သာ ဝေးခြင်းဖြစ်သည်ထိုသူလေးဦးဤခုံတွင် နောက်15မိနစ်ခန့်ကြာသွားသောအခါပကံနေပြည့်သွားလေသည်ခြင်းတော့ပကံအကျန်းပကံအချိုပကံစလိတ်တို့စလိတ်ပြာအိုးတကယ်ကိုဘယ်လဲဘွာသူတို့သည်သူတို့ဖာသာစကားတွေပြောလျက်ရှိကြသည် အချို့လူတွေမှာအတီတီဝင်လိုက်ထွက်လိုက်နဲ့လောက်တော့လဲသူတို့မှာဖင်းမြဲတော့ပဲပို့ထွားကြည့်သည်မျက်စောင်းတစ်ခဲခဲနဲ့ကြည်နေလေသည်သူတို့ကို အချို့လဲဂယုဆိုင်မိကြသည် အချို့လဲဂယုဆိုင်မိပုံမပေါ်ဒီလိုနဲ့နောက်နိုင်ဝဲမိနစ်40အချိန်မှာအတော်ပင်ညစ်နေသွားလေသည်လဲသွားလဲလာတွင်ပင် ပြက်လို့နီးဖြစ်နေပေသည်ပြက်ဆက်အပြန်ဆောက်တော့ ကားတစ်စင်းနှစ်စင်းနောက်သာလမ်းပေါ်တွင်ဖြတ်ပြေးသွားကြလေသည်ဟိလာသိမ့်တော်ဟိသူတို့သည်ဗျိုင်းတူလိုထကြရင်းကလမ်းပြောသည်ငနဲ့သည်သူတို့စီတို့ထသွားလေသည် နောက်ပကံတွေကိုတွက်ချဲ၍ကဖေး6ခွက်တစ်ချက်ခွဲရင်းတော့၈ပကံ2ချက်စက်လက်အကြီးစက်လက်ငားမူဘောင်း၄ချက်စောစောက အကြီးအကဲနှစ်တူသူက ငနဲ့ကြောကိုပုတ်ပြီးအေးကွာ၄ချက်ဟုတ်ပါတယ် နောက်ပြုံးလိုက်လေသေးသည်ပြီးထွက်သွားမည်ပြုရာ ငနက်ကပတ်စံလေဗျာသူတို့ကဂယုမစားချင်ငနက်သည်သူ့ဆရာကိုလမ်းခေါ်မည်အပြုတွင်ပင် ဖိုးထွားသည် ပေါက်လာနှင့်ပြီးဖြစ်သည်ဟဲ့လူတွေလာပါအောင်ဗျသူကခက်တီတီပင်ခေါ်လိုက်သည် သူတို့သည်ရိုင်းလူလိုလှဲ့ပြီးပြန်လာကြသည်ဒါကဘာတဘောလဲဘိုးရွားကြီးကမေးသည် ငွေလေးချက်ပဲဗျာတပည့်ဖြစ်ဖြစ်ဟိဒီလိုအပေါင်မျိုးချိုးရင်မရဘူးဟိမပေးဘူးလားတခွန်းနဲ့ပဲသူတို့ကညင်ညင်ညာညာပြုံးကြလေသည်ဘိုးတော်ကြီးသည် လက်သေးဆုပ်ပြီးတဲခတ်တာပဲမခက်ပါဘူးဗျာနောက်ပေးစရာရှိရင်လည်းရအောင်မပေါ့ဟေ့ပေးကွာမင်းတို့ခက်ကုန်လိုက်မယ်ကြားတယ်ကွာသွားစရာရှိသေးတယ်မင်းထက်မတောင်းနဲ့ဒါပဲ ထိုသူကထက်ထထန်ပြောလေသည်ဘူရွားကြီးသည်မင်းဲချုပ်ထားရတကဲ့သို့တဲခတ်တာပဲသူတွေသည် သူတို့အားလှဲ့ကြည့်ကြတော့သည်ဘူရွားကြီးနဲ့တော့တွေ့ကြတော့မဲဟု သူတို့ထင်နေကြသည်မင်းဒီလောက်တောင်ခက်တဲ့ကကဲကဲကွာထိုသူဤလက်ထဲမှ ပြောင်လဲ့တော့ခြောက်လုံးပြူကလေးသည်ဘူရွားကြီးဘက်သို့ပြုတ်ကြည့်နေလေသည် သူတင်မဟုတ် သူတို့လေးယောက်စလုံးမှာလည်းပဲကိုစီနှင်းအလုံးမျက်လုံးပြူသွားကြလေသည်ဖိုးရွားကြီးမှာအတော်စိတ်သွားလေသည် နောက်ပြီးအငယ်ဆုံးနှစ်တူသူမှာမောင်းဖြုတ်လိုက်တော်မူကဲ့သို့တကယ်ကဲနှင့်အကဲမရဖြစ်နေပေသေးသည်ထက်လိုက်မယ်စရာဘာလဲ तू ကတဲခက်တာပဲတဲခက်တာပဲ ਨੇ ထိုင်ကလေးကကျွန်တော်ချင်းနေတာအကြီးလောက်သူက သူ့အားမျက်ရည်ပြထားသဖြင့်သာ ဘုထွားကြီးတက်တာနေပုံရလေသည်ထို့အတွင်ဘုထွားကြီးဆိုင်ထိုင်နေကြအသက်ခက်ကြီးကြီးဦးလေးကိုခိုင်ဆိုသူကသူ့တို့အနာတို့မရေတရက်နှင့်ထလာကဒီမေဗျာနောင်ကြီးတို့တဲကြီးခံပါဗျာဟေ့ဘုရားမေးရလဲကွာဘုရားဘက်သို့လှဲ့ပြောလေသည် နောက်ဆက်၍ကဲဗျာကျင့်နေပါဗျာဒီကောင်ကအပြောမတက်လို့ပါ သူသည် အတော်လေးအေးနှင့်တွေ့ရလေသည်ဒီတော့မှသူတို့သည်ဘိုးရွာအားတစ်ချက်ခနဲ့ပြုံးပြုံး၍ဖက်သွားကြလေသည်လူတွေအလုံးလည်းဒီတော့မှ အသက်ရှူကြရလေသည်ဖြစ်ဘိုးရွာမင်းကဲကောင်းတယ်နော်မင်းရလေလူကြည့်လုံးမှာပေါ့ကွာဘိုးရွာကြီးသည် အတော်ရှက်သွားလေသည်ဒါပေမဲ့သူအံကျိတ်ထားလေသည် ထိုအတွင်လှမှုသည်လူတွေကြားတဲ့သူ့ အပြည့်ကလေးဝင်လာကဟင်ဘာဖြစ်တာလဲကိုထွားဟင်တိုင်မှာဘာဖြစ်တာလဲဘိုးတော်သည်ဇာကြောင်းပြန်ရမှာကိုချက်နေသေးသည့်အတွင်ဘာမှမဟုတ်ပါဘူးကွာလှမှုသည်ဒီအဖြစ်ကိုမကျေနပ်သေးမှု၍ဖြစ်ပါရဲ့ရှင်လူတွေဘာဖြစ်လို့ဝိုင်းနေသေးလဲမဖြစ်ပါဘူးဆိုကွာမရှိစမ်းပါနဲ့သူသည်စိတ်တိုးလာသဖြင့်ခက်ဆက်ဆက်ပြောလေသည်လူတွေအချို့သည် ဘိုးရွာကြီးစိတ်ဆိုးနေသည်ကိုသိ၍တကြားခုနကအဖြစ်ကိုအားနာ၍တကြားပြန်သွားကြလေသည် မဟုတ်ဘူးညတာမပြောရင်ဒီပြင်လူကိုမေးမယ်သူမကထက်ရှည်ပြန်သည်မမေးနဲ့လာမေးမယ်မေးတက်ခက်ပါလားလှမောင်နဲ့ငနဲ့သည် ထိကနေအတန်ထွက်သွားလေသည်လှမူကတော့ဘာမှမသိသည် သူမထဲသည်မှာသူတို့မောင်နှံကြည်စဲသည်ကို လောင်ရင်ကြီးကြသည်ဟုပဲထင်သည်ဖိုးရွာကြီးအမိုရမှာလဲအတော်ရှက်နေပုံရလေသည် သူမသည်ဒီဆက်ချောင်းကိုမသိသေး၍ပြန်ပြောလိုက်သည်မှာကခက်ပါနဲ့တက်လေရဲ့တဲ့မောင်စီသူဒီနေရာမှာတော့ရှုမဝမဂဇင်းမှာပါရှိတဲ့တာရည်သူမောင်စီသူရေးသားထားတဲ့ခက်ပါနဲ့တက်လေရဲ့ဆိုတဲ့မဂဇင်းဝတ္ထုတို့ဟာပြီးဆုံးသွားပြီပဲဖြစ်ပါတယ်ရှင်